အာရှတိုင်းရဲ့အခြေအဆုံးနိုင်ငံ၅နိုင်ငံပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာတော့ကမ္ဘာအခြေအဆုံးတိုက်ကြီးဖြစ်တဲ့အာရှတိုင်းရဲ့အခြေအဆုံးနိုင်ငံ၅နိုင်ငံအကြောင်းကိုစိတ်ဝင်စားဖွယ်အချက်လက်တွေနဲ့အတူခြေတို့ crazy end ကနေပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အာရှတိုင်းကကမ္ဘာလူဦးရေရဲ့60ရာခိုင်နှုန်းကျော်နေထိုင်ရာဖြစ်ပြီးတော့ တမိုင်းကျောင်းယဉ်ကျေးမှုတဘာဝအလာတရားတွေနဲ့ပြင်းထန်နေတဲ့တိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။အခုပေါ်ပြပေးမယ့်နိုင်ငံတွေဟာခြေပြောလာတဲ့နေမြေအခြေဝင်တွေအပြင်တဘာဝအရင်းအမြစ်တွေစီးပွားရေးအင်အားတွေနဲ့လည်းထင်ရှားကျော်ကြားတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အာရှတိုက်ရဲ့အကြီးဆုံးနိုင်ငံ၅နိုင်ငံကိုတနိုင်ငံချင်းစီလေ့လာကြည့်ရအောင်ပါလားရှင်။နံပါတ်1ရုရှားနိုင်ငံ ပထမဆုံးအနေနဲ့နံပါတ်1နေရာမှာရှိနေတဲ့ရုရှားနိုင်ငံအကြောင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံကအာရှတိုက်တဲမှာကပဲကမ္ဘာပေါ်မှာပါအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။နိုင်ငံရဲ့အကျယ်ဝန်းကစတိုယန်ကီလိုမီတာ18သန်းကျော်ရှိပြီးတော့ကမ္ဘာမြေဧရိယာရဲ့စတိရာခိုင်နှုန်းခန့်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ရုရှားနိုင်ငံကဥရောပနဲ့အာရှတိုက်နှစ်ခုလုံးမှာတရှိပြီးတော့အချိန်ဆုံး17ခုအထိကွဲပြားတာကြောင့်တနေရာမှာနေလဲဖြစ်နေချိန်မှာနောက်တနေရာမှာညတကောင်ဖြစ်နေ ေတာမျိုးတွေလည်းရှိတတ်ပါတယ်။ရုရှားနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့မော်စကိုမြို့ဟာဆိုရင်လည်းတမိုင်းဝင်အဆောက်အုံတွေပြည်သူကလက်ရာတွေနဲ့ပြည်နေတဲ့လေပတ်တဲ့နဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့သဘောအလှတွေတဲမှာဆိုရင်တော့ကမ္ဘာအနှံ့ဆုံးရေကန်ဖြစ်တဲ့ဘယ်ဂယ်ရေကန်ဟာလည်းထူးခြားဆုံးနေရာတစ်ခုဖြစ်ပါတယ်ရှင်။နံပါတ်2တရုတ်နိုင်ငံအရှတရဲ့အကြီးဆုံးနိုင်ငံအဖြစ်နံပါတ်1နေရာမှာရှိနေတဲ့တရုတ်နိုင်ငံဟာ အာရှတရဲ့အရှိပိုင်းမှာတည်ရှိပြီးတော့စတူယန်ကီလိုမီတာ6.6သန်းကျော်ကျင်းဝင်းပါတယ်။တရုတ်နိုင်ငံကကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးတော့ရှေ့အကျဆုံးယဉ်ကျေးမှုတွေလည်းထွန်းကားခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံမှာဆိုရင်ကမ္ဘာအံဖွဲ9ပါးရဲကတခုအပါဝင်ဖြစ်တဲ့တရုတ်ပြည်တတိုင်းကြီးသာမတ်မြင့်အဝါရောင်မြင့်မြေဝါစတဲ့တဘောင်အလားရင်းနဲ့ပြည်내နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့အမျိုးတော်ဖြစ်တဲ့ဘေကျင်းမြို့ဟာဆိုရင်လည်းတမိုင်းဝင်အဆောက်အုံတွေခေ မီမျိုးပြအင်္ဂါရက်တွေနဲ့ပြည့်နေနေတဲ့လေပတ်တဲ့နဲ့မျိုးတစ်မျိုးလည်းဖြစ်ပါရဲ့ရှင်။နံပါတ်3အိန္ဒိယနိုင်ငံအာရှတရဲ့အကြီးဆုံးနိုင်ငံအဖြစ်နံပါတ်3နေရာမှာရှိတဲ့အိန္ဒိယနိုင်ငံဟာအာရှတရဲ့တောင်ပိုင်းမှာတည်ရှိပြီးတော့စတူရန်ကီလိုမီတာ3.2သန်းကျော်ကျယ်ဝန်းပါတယ်။အိန္ဒိယနိုင်ငံကကမ္ဘာလူဦးရေဒုတိယအများဆုံးနိုင်ငံဖြစ်ပြီးတော့ အမျိုးမျိုးကွဲပြားတဲ့ယဉ်ကျေးမှုတွေဘာသာတရားတွေနဲ့ပြည့်နေနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာဆိုရင်ကမ္ဘာအံဖွဲ့9ပါးရဲကတခုအပါဝင်ဖြစ်တဲ့ Taj Mahal, Himalaya တောင်တန်း၊ဂင်ဂါမြစ်စတဲ့သဘာဝအလှတွေနဲ့ပြည့်နေနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ New Delhi မြို့ဟာဆိုရင်လည်းတမိုင်းဝင်အစားအုံတွေ၊ဈေးဆိုင်တွေ၊စားသောက်ဆိုင်တွေနဲ့ပြည့်နေနေတဲ့လေပတ်တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်ရှင်။ နံပါတ်၄ကာဇက်စတန်နိုင်ငံကာဇက်စတန်နိုင်ငံဟာအာရှတရဲ့အလဲပိုင်းမှာတည်ရှိပြီးတော့စတူယန်ကီလိုမီတာ2.8တန်းကျော်ကျယ်ဝင်းပြီးတော့အာရှတရဲ့အကြီးဆုံးနိုင်ငံများဆင်းမှာနံပါတ်၄နေရာမှာရပ်တည်နေတာဖြစ်ပါတယ်ကာဇက်စတန်နိုင်ငံဟာကမ္ဘာပေါ်မှာဂုံးတွင်းပိတ်နိုင်ငံအကြီးဆုံးဖြစ်ပြီးတော့ တဘာဝအရေးမြစ်တွေကျွဲဝါတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါရယ်ဂါဇစ္စတန်နိုင်ငံမှာဆိုရင်ကျေပြောလာတဲ့မြက်ခင်းပြင်တွေတောင်တန်းတွေရေကန်နေတဲ့သေကန်နာရတွေအပါအဝင်အမျိုးမျိုးကွဲပြားတဲ့တဘာဝရှုခင်းနေနဲ့ပြင်းနေနေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါရယ်ဂါဇစ္စတန်နိုင်ငံရဲ့မြို့တော်ကတော့အက်စတနာမြို့ပဲဖြစ်ပါရယ်ရှင်နံပါတ်9 Sorry Arabia နိုင်ငံ နောက်ဆုံးအနေနဲ့နံပါတ်9နေရာမှာရှိနေတာကတော့ Sorry Arabia နိုင်ငံပဲဖြစ်ပါတယ်။ Sorry Arabia နိုင်ငံဟာအာရှတိုက်ရဲ့အနောက်တောင်ပိုင်းမှာတည်ရှိပြီးတော့စတိုယန်ကီလိုမီတာ1တသမသသန်းကျော်ကျယ်ဝပါတယ်။ Sorry Arabia နိုင်ငံဟာကမ္ဘာ့ရေနဲ့အများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီးတော့အစ္စလမ်ဘာသာရဲ့အထွတ်အမြတ်နေရာတွေလည်းတည်ရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ဆော်ရီအာရဗျနိုင်ငံမှာဆိုရင်ခြေပြောလာတဲ့ဒဲကန္နာရီတောင်တန်းတွေနဲ့ပင်လယ်ကမ်းရိုးတဲ့နေအပါအဝင်အမျိုးမျိုးကွဲပြားတဲ့သဘာဝရှုခင်းတွေနဲ့ပြည့်နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ် ဆော်ရီအာရဗီယာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ရီယတ်မြို့ဟာဆိုရင်လေခင်မီမျိုးပြအင်ကာရဲ့ဒီနယ်ပြည်နယ်နေတဲ့လေဖက်တဲ့နယ်မြို့တစ်မြို့လည်းဖြစ်ပါတယ်။ကဲဒီနေ့မှာတော့အာရှတိုက်ရဲ့အကြီးဆုံးနိုင်ငံငါးနိုင်ငံအကြောင်းကိုစိတ်ဝင်စားဖို့အချက်လက်တွေနဲ့တင်ဆက်ပေးခဲ့ပြီးပါပြီ။နိုင်ငံတွေကခြေပြောင်းလာတဲ့အနေဖြင့်အခြေဝင်တွေအပြင်တဘာဝအလားရီရှင်ချင်းမှုမွေးနေ့တွေနဲ့လည်းဒီနိုင်ငံတွေကပြည်နယ်နေတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ဒါအပြင်ခြေသေးတို့မြန်မာနိုင်ငံကလည်းအာရှတိုက်ရဲ့အကြီးဆုံးနိုင်ငံတွေထဲမှာပါဝင်ပြီးတော့အရှိတောင်အာရှမှာအင်ဒိုနီးရှား နိုင်ငံပြီးရင်တော့ဒုတိယအကြီးဆုံးနိုင်ငံအဖြစ်ရပ်တည်နေရလဲဖြစ်ပါရဲ့ရှင်။